ဲ့ရွှေကြက်ကြစီတော်များဟာမန္တလေးတိုင်းဒေသကြီးအမရပူရမြို့အနီးအေယာဝရီမြေကမ်းဥတွင်တည်ရှိပါတယ်။အေယာဝရီမြေကမ်းနှစ်ဖူးမှာတည်ရှိနေကအနီးမှာသကိုင်းတရနယ်ရှင်းလျက်ပနန်းရတပ်ပဲလှတယ်လို့တမိုင်းဝင်းကတကိုးကြီးဖျားလည်းဖြစ်ပါတယ်။တိတိဓမ္မတော့ကမင်းကြီးရဲ့ဇေဒီပေါင်း၈၄၀၀တွင်တဆူအပါဝင်ဖြစ်ပြီးဖျားရှင်ရဲ့ဓာတ်တော်မွေတော်စစ်ကိုဌာပနာထားတဲ့ဖျားများဖြစ်ပါတယ်။ ကျန်းကန်လာအရာဂေါရမဖျားရှင်တက်ရှိထင်ရှားရှိစဉ်ဝါရ26ဝါအရာမှာမြန်မာတို့ရဲ့တိုင်းနိုင်ငံဖြစ်သောသူနာပရန္တတိုင်းလေကိုင်းကျောင်းတော်ရာဝါနိဆာကမတို့ယဟန္နာ900ချန်ရန်လျက်ကောင်းကင်ခီးမှကြွတော်မူခဲ့စဉ်ကဒီအရက်မှာဗျာဒိတ်တော်ထားခဲ့ပါတယ်။မြစ်စွာဖျားရှင်မန္တလေးတောင်ကိုရောက်စဉ်မန္တလေးတောင်ဆောင်ဘလူးမားရဲ့မောင်တော်များဖြစ်ကြသောငတောင်ပြုံးငတောင်ကြီးငတောင်သမန်ငတောင်မြင့်ဆိုသောနဘလူးလေးဦးတို့ကဖျားရှင်ကိုစွန့်စက်ကလှူ ရန်စင်ပြုံးတော်မူခဲ့ပါတယ်။ဒီအကြောင်းကိုအရှင်အာနန္ဒမထေရကမေးမြန်းတဲ့အခါဒီအရက်မှာဖျားလောင်းဘဝကြမင်းဖြစ်စဉ်ရတော်ရရာလောင်းအရာနဲ့အတူကျင်းလည်ခဲ့မှုကြောင့်မိန်တော်မူခဲ့ပါတယ်။ထို့အတူဖျားရှင်ကငါပရိနိဗ္ဗာန်လွန်ပြီးနောက်မှာဒီတောင်၌ဖုံးတကိုကြီးမသောအာတောကဘရင်ကငါ့ရဲ့တက်တော်မူတော်ကိုထပ်ပနား၍ဇေရီတီလိမ့်မည်ဖြစ်ကြောင်းနဲ့